တရုတ်ရေတရက်တိုက်လေရင်တွေဟာဒီဇင်ဘာ9ရက်ကမီယာဂိုရေလက်ကြားအနီးထိုင်ဝမ်ရဲ့အရှိမျောက်ဘက်ရေပြင်တွေမှာဂျပန်ရဲ့ F-15J တိုက်လေရင်တွေကိုရေဒါပေါ်မှာပြင်းထန်အဖြစ်ချိန်ရွယ်ခဲ့ပြီးပိတ်ဆို့ထားတယ်လို့ဂျပန်ကစွပ်စွဲခဲ့ကြောင်းဆောက်ချိုင်းနာမော်နီပို့ကဖော်ပြခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကုန်တွေကဖြစ်ပွားခဲ့တဲ့တိကျဖြစ်စဉ်နှစ်ခုမှာတရုတ်တိုက်လေရင်တွေကရေဒါပေါ်မှာဂျပန်တိုက်လေရင်တွေကိုပြင်းထန်အဖြစ်ချိန်ရွယ်ခဲ့တာဖြစ်ပြီးဒီလောက်ရဟာ ဒေသတွင်းတည်ငြိမ်မှုအတွက်ကြီးမားရေးလုပ်ရဖြစ်ကြောင်းဂျပန်ကပြောကြားခဲ့ပါတယ်။ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတရုတ်ကိုစန့်ကျင်ကန့်ကွက်ကြောင်းသတိပေးခဲ့တယ်လို့ဂျပန်ကာဝေးရေးဝန်ကြီးချင်ဂျိုယိုကိုအီဆူမီကပြောကြားခဲ့ပါတယ်။ရေဒါပေါ်မှာပြစ်မှတ်ချိန်ရွယ်မှုဟာလေရင်တွေရဲ့ဘေးကင်းလုံခြုံစွာပြန်တမ်းမှုအတွက်လိုအပ်တဲ့အချိန်တွေထက်ကျော်လွန်ခဲ့ပါတယ်လို့ကိုအီဆူမီကပြောကြားခဲ့ပါတယ်။အဲဒီနောက်ဂျပန်ကဒေသတွင်းငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုစိတ်ချတည်ကြစေဖို့ပြတ်သားစွာနဲ့တည်ငြိမ်စွာတုံ့ပြန်သွားမယ်လို့သူကဆိုပါတယ် ကြသိမ်းမီကထိုင်ဝမ်ရေးနဲ့ပတ်သက်ပြီးဂျပန်ဝန်ကြီးချုပ်ဆာနာအဲတာဂါအီရှိရဲ့မှတ်ချက်စကားကြောင့်ဂျပန်နဲ့တရုတ်ဆက်ဆံရေးတင်းမာနေချိန်မှာဒီဖြစ်စဉ်တွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။တရုတ်ကတော့ဂျပန်ရဲ့ဆွဆွဲချက်တွေကိုညှင်းဆိုခဲ့ပြီးဂျပန်လေရင်တွေဟာမီယာကိုရေးလက်ကြားမှာဆီရေးလေ့ကျင့်နေတဲ့တရုတ်လေရင်တွေတင်းမော်ဒန်ချင်းကပ်လာပြီးအနောက်ရှက်ပေးခဲ့တာဖြစ်ကြောင်းတရုတ်ရေတပ်ရဲ့ပြောရေးဆိုခွင့်ရှိသူဝမ်ရှူးမန်ကပြောကြားခဲ့ပါတယ်။ ဂျပန်အနေနဲ့တပုတ်လေလွင်ပြောဆိုမှုတွေကိုချက်ချင်းရပ်တန့်ဖို့နဲ့စစ်ရေးလှုပ်ရှားမှုတွေကိုတင်းကျပ်ဖို့ကျွန်တော်တို့တောင်းဆိုပါတယ်လို့ဝမ်ကပြောကြားခဲ့ပါတယ်။ဒါပြင်တရုတ်ရည်တပ်အနေနဲ့မိမိတို့ရဲ့လုံခြုံရေးနဲ့တရားဝင်မှုရှိတဲ့အကျိုးစီးပွားတွေကိုကာကွယ်ဖို့လိုအပ်တဲ့အစီအမံတွေလှုံ့ဆောင်သွားမယ်လို့လည်းဝမ်ကပြောကြားခဲ့ပါတယ်။တိုချိုမှာဂျပန်ကာကွယ်ရေးဝန်ကြီးကိုအီဇူမီနဲ့တွေ့ဆုံခဲ့တဲ့ဩစတြေးလျကာကွယ်ရေးဝန်ကြီးရစ်ချတ်မာလက်ကလည်းမိမိတို့အနေနဲ့လွန်ခဲ့တဲ့24နှစ်အတွင်းတရုတ်ရဲ့လှုပ်ဆောင်မှုတွေကိုအလွန်စိုးရိမ်ကြောင်းနဲ့ စီမင်းအခြေပြုအခင်းချင်းကိုထိန်းသိမ်းဖို့ဂျပန်ဘက်မှရည်တည်ပြီးဂျပန်နဲ့ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်းပြောကြားခဲ့ပါတယ်။